အားလုံးပဲမင်္ဂလာပါရှင်မြန်မာဝါရီဒီ channel ရနေပရိသတ်များအားလုံးကိုကြိုဆိုပါရစေဒီနေ့မှာတော့စာရေးသူ မောင်တင်စံရေးသားထားတဲ့အောင်လန်းဘူးထင်နဲ့တကောင်ကျွဲဆိုတဲ့ဇလံအပိုင်းတစ်ကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဇလံနေမစသေးခင်မှာ channel လေးကို like and subscribe လေးနဲ့ဇလံတစ်တစ်တင်နိုင်သိရှိနိုင်မှု notification ဘဲလေးနှိပ်ပေးပါအောင်နော်ဟုတ်ကဲ့ဒါဆိုရင်ဇလံလေးစလိုက်ပါတော့မယ်ကိုဖို့တွေ့တလဲကုန်းမှာဘူးထင်ပြန်ရောက်နေရဲ့ဆိုအေးကွာ အောင်တန်းငါ့ကိုပြောတာပဲဒီကောင်ဥဝေးလာရင်းနဲ့တော်တော်ပနာတင့်နေရဲ့ဆိုလာပဲဒီကောင်ဘူးတင်အတော့ကိုလွန်သွားပြီတေချောင်ကျုပ်တို့သွားကြည့်ရုံပဲဗျဒီညာသူအိတ်ပြတ်မလာဘူးဆိုရင်တို့တွေသွားကြည့်ကြတာပေါ့ဖိုးတွေးတယောက်တလဲကုန်းရွာကပြန်လာတဲ့အောင်တန်းတို့ပြောကြကြရဲ့မောင်ဘူးတင်အိမ်မှာနေထိုင်တဲ့တာအီနဲ့ပေတူးကိုလာရောက်ပြောဆိုနေခြင်းဖြစ်တယ်တာအီနဲ့ပေတူးမှလည်းဘူးတင်ရဲ့အိမ်မှာမနေလို့တော့ပဲပြောင်းရံပြင်းနေလို့ဖိုးထွေးမှတားဆီးနေနေတယ် မင်းတို့တွေပြောင်းဖို့မစင်စားသေးနဲ့အောင်တန်းအပြောပဲရှိသေးရတို့တွေကိုယ်တိုင်သွားကြည့်ပြီးမှကြံတဲ့ကိစ္စတွေကိုဆုံးဖြတ်ကြတာပေါ့ကျုပ်ကတော့ဒီကောက်ဘိုးတင်အချိန်ကြီးရွာအောင်ပြတ်မလာကြတဲ့ကတိတ်ပြီးစိတ်ကြည်ရမဟုတ်ဘူးဘာကြီးအုပ်ပြန်မရောက်သေးလို့သာဒီအိမ်မှာနေနေရအခုဘာကြီးအုပ်လည်းပြန်ရောက်ပြီကြတယ်ဟုတ်တယ်ဥုံကလွန်ခဲ့တဲ့ရက်ကမှပြန်ရောက်တာအဲ့တဲ့တယောက်တည်းပါလာသေးရဲ့မင်းတို့ဥုံစီမသွားရသေးဘူးလားမသွားရသေးပါဘူးဗျာ ာအေးသူ့ရဲ့အတွက်ထင်းခုတ်ပေးနေရအဲ့ဒါလိုက်ပေးနေရလို့အေးကွာအခုတော့တာအေးပဲသွားတယ်ညောင်ခွင့်ကစက်ဖရွာရောက်နေရဆိုလို့သွားကြည့်ရဲ့ဒီကောင်တော့ကြက်သမားလုံးလုံးဖြစ်နေပြီပဲဟုတ်ပါဗျာအခုလေကိုကြက်ကြီးကိုဆရာတင်ထားတယ်လေရွာမြောင်ပါရကိုမြင့်စိုးကိုပြောရတာဟုတ်တယ်လေသူပဲကြက်သမားမို့ကြက်ကြီးလို့ခေါ်တာတာအေးတော့ကြက်သမားဖြစ်တော့မှာပဲကွာဖြစ်တော့မှာမဟုတ်ဘူးဖြစ်ကိုဖြစ်နေပြီအဲ့ဒီကောင်တောက်ကြည့်ရလည်းမကောင်းတော့ဘူး မင်းတို့မတဲကြအောင်လားတဲပါလေဗျဟိုတခါကြုံစားမဲ့အမဲသားဟင်းနေဒင်းရသူ့ချက်ဖကျွေးပြစ်တယ်လေချက်ကိုလည်းအမဲသားကျွေးရလားအားရှိအောင်နဲ့လေဗျာဒီကောင်ဘယ်ရနည်းရတက်လာလဲမသိပါဘူးအမဲသားကျွေးလိုက်ရေကူးခိုင်းလိုက်နေဗျဘာလို့ရေကူးခိုင်းတာလဲကွာချက်ဖတွေကိုလေသူပြောတာတော့ရေကူးခိုင်းရင်ချက်တွေအတွက်ကောင်းတယ်လေဗျတကယ်လဲကောင်းပါလေဟဲ့ကောင်ပေတူမင်းလည်းချက်ဝါသနာပနေပြီလားကောင်းနဲ့မကောင်းမှုတော့သိနေပြီဆိုတော့ ကျုပ်ကောင်းတာခွတာကောင်းတာကိုပြောတာမဟုတ်ပါဘူး။ပြီးခဲ့တဲ့တစ်ပတ်ကသူလေးကျင့်ပေးနေတဲ့ကျက်ဖာကြီးကင်းခိုက်ခံရတယ်လေ။ကျုပ်ချက်စားလိုက်တာတော်တော်ကောင်းတယ်။ตาအေးကတော့တကယ်ကိုသစ္စာရှိရဲ့ဗျ။တတို့မအောင်မတူတာ။ဒင်ရအဲ့ဒီကျက်ဖာကြီးကိုမြေမြုပ်ချင်နေရလေ။ကျုပ်လည်းအတိုက်ခံလို့ပြီးချက်စားပြစ်လိုက်တာ။ဒီကောင်တော်တော်ဆိုးနေပြီပဲ။ကဲကဲမင်းတို့ကောင်ငါမနဲ့ပြန်လာခေါ်မယ်။ညာကြောင့်ဥဥစီသွားလိုက်ကြအောင်ကြားလား။ဟုတ်ကဲ့ပါဗျ။ဖိုးထွေးရပေတူးကို ထို့သောမှာကြာပြီးနောက်အိမ်ဝိုင်းထဲမှပြန်၍ထွက်ခွာသွားလျက်သူထွက်သွားပြီးမကြာမီချိန်မှာတာအီတယောက်ကျပ်ဖအီတကောက်ပိုက်ပြီးအိမ်ဝိုင်းထဲဝင်လာကအိမ်ရှိကုပြစ်မှာထိုင်နေရဲ့ပေတူးကိုစကားဆိုလာတော့တယ်။ဟဲ့ကောင်ပေတူးတလဲကုန်းရွာမှာဘိုးထင်ပြန်ရောက်နေရဲ့ဆိုကွ။အေးငါလည်းအဲ့လိုကြားတာပဲ။ဒီကောင်ပြန်လာတယ်ဆိုလို့ဝမ်းသာပါတယ်။ဒါပေမဲ့ဒီကောင်ချိုးကိုတိတ်မကြိုက်ဘူး။ငါလည်းတူတူပဲ။အမှန်ဆိုဒီကောင်ရောက်တာနဲ့ဘာကြီးအောင်စီအင်းရင်လာမှာအေးကွာ။ အခုတော့ဒင်းရရွာတော့ပြက်မလား။ကဲတိုးတွေအခုညဘာကြီးအောင်စီသွားကြတာပေါ့။မနေ့ပြန်တော့ကိုဘိုးတွေ့တော့တလဲကုန်းရွာကိုလောက်ခေါ်မဲတဲ့။အေးအေးဘာကြီးအောင်စီကိုခုပဲသွားကြရအောင်နော်။တာအီးကသူ့ရဲ့ကြက်ဖာကြီးကိုမြေပေါ်ချပေးရင်ဥုံးစီသွားဖို့ပြောလိုက်လေတယ်။ထိုအခါပီတူးကလည်းအိမ်မှာချက်ထားတဲ့ဟင်းတချို့ကိုခြိုင်တလုံးနဲ့ထည့်ကဥုံးစီသွားဖို့ပြင်ဆင်လိုက်ပါတော့တယ်။ဥအုံးရဲ့နေအိမ်မှာဖြစ်တယ်။အိမ်အောက်တန်းလျားမှာဥအုံးနဲ့တူ ဧည့်သည်လူစိတ်တယောက်ထိုင်နေရယ်။ဦးအောင်ကထိုမျက်နှာစိတ်ဧည့်သည်ကိုကောင်းမွန်စွာအဲ့ခန့်နေပုံပေါ်လို့ထိုသူဟာအတော့ကို အရေးပါတဲ့သူတယောက်ဖြစ်နိုင်နေတဲ့ထင်တယ်။ဆရာတူကျွန်တော်တို့ပညာမတူတဲ့သူတယောက်ကိုအေယိုလိုက်လာတာတိတ်ပြီးကျေးဇူးတင်နေဗျ။မလိုပါဘူးဗျ။ခမားနဲ့ကျုပ်ကပညာမတူပေမဲ့ခမားလုံးရက်ကိုသဘောကျလို့လိုက်လာတာပါ။ဝေလာဆိုတဲ့လူကိုပညာပေးချင်တာလဲပါတာပေါ့။ဝေလာအမောင်ပညာမှလည်းအတော်တစ်ဖက်ခန်းကတ်တယ် ကျုပ်သားတပည့်ရောက်သူ့စီမှာရောက်နေရဲ့အထက်ရောက်ရောက်အောက်ရောက်ရောက်နေတဲ့နေရာတိတ်အနေရဲ့များတယ်ဗျခမားတပည့်ရဘာသွားလောက်တာတော့ကျုပ်တော်တခြားလူပြောမှသိရလေဆရာထူးကိုရှာရတာအချိန်တော်ကြာသွားတာဦးအေးဗျာရိုးမတောင်တန်းနေအတီနှံ့အောင်လိုက်ရှာနိုင်တဲ့ခမားတော့တကယ်လေးစားပါတယ်ကျုပ်ကလည်းပညာနဲ့ခေါ်တာထက်လူကိုယ်တိုင်လာခေါ်တာကိုပိုပြီးသဘောကျတာဗျဆရာထူးနဲ့ဦးအောင်တို့ကအိမ်အောင်ရှိတန်းနေရာမှာစကားပြောနေစဉ်အိမ်ဝိုင်းထဲကို ပေတူးနဲ့တာယိုနေရာဝင်လာတော့တယ် ပေတူးနဲ့တာအိလာဟိလက်ထဲမှာလဲကြိုင်းနေပါလားကွာဟုတ်တယ်ဘာကြီးရောက်ရဲ့အဲ့တဲ့ပါလာတယ်ဆိုလို့ကျုပ်တို့ဟင်းလာပူတာအေးအေးလာထိုင်ဘာကြီးအုံတို့များပျောက်သွားလိုက်တာကျုပ်ပြေတေးရောက်သေးပြီထင်တာပေတူးရဲ့စကားကြောင့်အဲ့တဲ့ဖြစ်တဲ့ဆရာတူကမျက်လုံးအပြူသားနဲ့အံ့ဩလိုနေတယ်အိနောက်တာအိကဆရာတူကိုစူးစမ်းတယ်လို့ကြည်ပြီးတော့ဘာကြီးအုံအဲ့တဲ့ကတူလာကြည့်ရတာတော့ဇမင်းသားနဲ့တူရဲ့ဗျဟဲ့ကောင်ဘာတွေပြောနေရလဲအကောင်ပြောတာပါဗျ ဧည့်သည်ကြီးကိုတေးချကြည့်ဇမင်းသားနဲ့မတူလားနှက်ကမ်းမွေးဆဆနဲ့အတော်တော့ခန့်တယ်ဗျဒီကောင်တော့ငါဧည့်သည်ကိုဥအုံးမဆရာတူးကိုစားနောက်နေရလို့ထင်မှကတာအေးကိုဟန့်လိုက်တယ်ထို့အခါဆရာတူးမှပြုံး၍ဥအုံးကိုစကားဆူလာလိမ့်တယ်ရပါတယ်ဥအုံးရဲ့ပြောပါစီဒီကလေးကျုပ်ကိုမကောင်းတာပြောတာမှမဟုတ်တာဟုတ်ပါတယ်ဧည့်သည်ကြီးကဥအုံးကကျုပ်တို့ဆိုအပြည့်ပြောမယ်ဆိုတာကြီးပဲအေးအေးဒါနဲ့မင်းတို့နှစ်ယောက်နာမည်ရကျုပ်နဲ့မရတာအေး ဟိုကောင်းနာမည်ရပေတူအဲ့တဲ့ကြီးနာမည်ရောငါနာမည်ရဆရာထူးတဲ့ဆရာထူးကဥဝဝအိမ်မှာအဲ့တဲ့လာလုံးနေရဲ့နာမည်တလုံးနဲ့လူတွေပဲဗျဆရာထူးကအကြောင်းလန့်ကင်းပြီးကြောင်ရဲဆူရဲရှိရဲ့ပေတူနဲ့တာအီကိုသဘောကျသွားလို့တပြုံးမြုပ်ဖြစ်နေတယ်ထိုအခါဆရာထူးစိတ်နောက်ရှက်ဖြစ်မှောက်ဆိုးရိပ်နေတဲ့ဥဝဝမှာတပြင်းချလိုက်နိုင်ပြီးပေတူနဲ့တာအီကိုမောင်ဘိုးတင်အကြောင်းမေးလိုက်တော့တယ်မင်းတို့နေရာဘိုးတီတည်းဘာကြသေးလဲ ငါကြားရတော့ဒီကောင်ပြန်ရောက်နေရဲ့ဆိုဟုတ်လားကျုပ်တို့နှစ်ယောက်လည်းအဲ့လိုကြားတာပဲမနေ့ပြန်တော့တလဲကုန်းသွားမလို့အေးဒီကောင်ဝေလာရဲ့အားနေချက်ကိုရှာနေရဖြစ်မှာပေါ့ပြောင်းလို့တော့မရဘူးဘာကြီးရောကခမားကောက်ကတိတ်ပြီးပုံမကြဘူးဒီကောင်မတော်လောဘတွေတက်နေပုံပဲစိုးစမ်းမအောင်ဘိုးထင်ရဘာဖြစ်လို့လဲဘာဖြစ်ရမှာလဲဗျခမားမွေးစားတာခမားကိုပြစ်သွားပြီးဟိုလူယုံမှာဝေလာနောက်လိုက်နေတာဟုတ်လို့လားကွာ ဒီကဝေလာရဲ့ပြောက်ွက်ကိုသွားရှာလာနေမှာပါဘိုးတင်မှာအဲ့လိုစိတ်မရှိပါဘူးကွခမရတာမရှိဘူးပြောနေကြားတဲ့သတင်းတွေကကောင်းအောင်မကောင်းပေတူးနဲ့တာအီတို့ကပြောရင်းဆိုရင်ဒေါ်ပွားလဟန်ရှိပြီးတော့သူတို့ရဲ့အတန်တို့မှာမာထန်လို့နေတယ်ထိုချင်းရအောင်ကြည့်ပြီးဥအုံတစ်ချက်တွေ့ဝေသွားတော့တယ်အိနာဥအုံကပေတူးနဲ့တာအီတို့ကိုတေချာကြည့်လိုက်ပြီးတော့ကဲမင်းတို့နေ့ကမနေ့ပြန်ဘိုးတင်ကိုသွားတွေ့ကြမှာမို့လားသွားမတွေ့ဘူးအချိန်နေပဲသွားကြည့်မှာ အချိုးမပြောင်းဆိုရင်ကျုပ်တို့နေရအဲ့ကောင်အိမ်မှာဆက်မနေတော့ဘူး။ငါမင်းတို့နေရကိုတခုခိုင်းကျင်တယ်။ငါခိုင်းတာလုပ်ပေးမလား။ဘာကြီးအောင်ကဘာခိုင်းမှလဲခိုင်းလေ။မနေ့ဖြန်မင်းတို့တလဲကုန်းရွာသွားရင်ငါပြန်ရောက်ပြီ။အိမ်ကိုလာခဲ့အောင်လို့ဘိုးထင်ကိုတွားပြောပေးကွာ။ကျုပ်ဒီကောင်ကိုစကားမပြောချင်ဘူး။မင်းကလည်းဒါလေးပြောရတာပြောလိုက်စမ်းပါကွာ။အဲ့ဒါမှဒူရီအမှန်တရားကိုသိရမှာပေါ့။အဲ့ဒါဆိုလေကျုပ်တို့ပြောလိုက်မယ်ဘာကြီးအောင်။ဘာခိုင်းစရာရှိသေးလဲ။ ခိုင်းစရာမရှိရင်ကျုပ်တို့ပြန်တော့မယ်။ဒါနဲ့ဧည့်သည်ချိုးဖို့ရေးရှိလား။ရေးတော့မရှိဘူးကွ။အဲ့ဒါဆိုကျုပ်တို့ရေးသွားချမ်းလာအောင်မယ်။ဥဥစကားပြတ်မပြောနိုင်ခင်မှာပဲ။ပေတူးနဲ့တာရီကထိုင်နေရာမှာထားလိုက်ပြီးရေငင်ပုံးနဲ့ရေထန်းပုံးတို့ကိုယူကအိမ်ဝိုင်းပြင်ကိုထွက်သွားလေတယ်။သူတို့နှစ်ယောက်ထွက်သွားတာကိုကြည့်လိုက်ပြီးဆရာထူးမှသူမရှင်းနေတဲ့အရာတွေကိုဥဥကိုမေးမြန်းလာတော့တယ်။ဥဥခမားကောင်တွေကအတော်အတွက်လားဗျ။ဒါနဲ့ သူတို့တွေကခင်များမွေးစားသားကိုဘာလို့မကျင်မနဲ့ဖြစ်နေရလဲဆရာထူးရင်ပြောရမှာလဲအတော့ကိုရှုပ်ထွေးတာဗျကျုံမွေးစားသားဘူးထင်ရဝေလာဆိုတဲ့ကောင်အစိမ့်တိုက်သွားတိုက်တယ်ကျုပ်ခိုင်းလို့ပေါ့တိုင်းမဲ့ဝေလာကိုကျုပ်တို့မရှင်းနိုင်ခဲ့ဘူးလေအဲဒီတော့ကျုပ်အနာတရားဖြစ်ပြီးဆရာထူးကိုလာရှာရတာဒီတော့တွင်မှာဘူးထင်ရဝေလာနဲ့အဆင်ပြေနေရပေါ့ဗျအစောကောက်တဲ့နေရောက်ကဝေလာဘာတွေလှုပ်ခဲ့တယ်ဆိုတာကိုသိရလေ။ အခုဘိုးတင်ဟာဝေလာနဲ့ပေါင်းနေလို့သူတို့မကြင်မနှက်ဖြစ်နေတာအစိတ်တိုင်းတော့ဖာလာငါလာတိမှာပဲခမားခေါ်ခိုင်းလိုက်တာလဲကောင်းပါတယ်မကြခင်ဝေလာကတေနာဖြစ်တော်မှာပါဗျဆရာတူကိုယုံမိသားပါအထက်ထိတ်ခေါင်ဆရာအောင်ရဲ့တပည့်မဟိတိအောင်ကြီးရဲ့မိတ်ဆွေစေတလုံးပိုင်ဆရာထဲရဲ့သားတပည့်မဟူယာမင်းခေါင်ရဲ့အယောက်တရာမြောက်တပည့်ဘိုးတော်မင်းခေါင်ရဲ့တူဦးတီတော်တပည့်တတိယမျိုးလုံးပိုင်ရှင်ဆက်ကြအောင်မျိုးရဲ့အမလီတော်ပါတော့ဗျာ ခမားဆရာဆရာတွေယူတာတအားများနေပြီကျောက်တော်သူတို့အကုန်မမတ်မိဘူးဆရာထူးရဲ့ခမားရဲ့အတိုင်းဝိုင်းဘလောက်ကြီးကြောင့်ကျောက်ကပြောမလို့ပါတော်ပါဗျာကျောက်ပတိစိတ်ချင်တယ်ခမားကြီးမှစိတ်လို့ရလားကျောက်ဝိတ်မှာတော့မစိတ်ပါနဲ့ဆရာသမားရဲ့ရွာဦးစည်ကြီးမှသာသွားစိတ်ပါ ကောင်းပါပြီကကျောက်သွားပြီဝေလာနဲ့တိုက်တော့မယ်ဆိုမှရွာဦးเจ้าကသာလာခေါ်ဗျကျောက်အိတ်မှာတဲမှာမဟုတ်ဘူးလားခမားအိတ်မှာတဲရင်ခမားကြီးကောင်းနေပြောင်းဆန်ကုန်လိမ့်မယ် ဟုတ်ကဲ့ကြုံသဘောပေါက်ပါပြီ။အဲဒီလိုနဲ့ဆရာသူကဥအုံးရဲ့အိမ်မှာမတဲပြစ်တော့ပဲရွာဦးเจ้าမှသာတဲခုဖို့ထွက်သွားပါတော့တယ်။တာရမောင်နဲ့နွားလေးလေးပေါ်မှာဖိုးတွေးတာအင်းနဲ့ပေတူးကိုလိုက်ပါလာကြတယ်။သူတို့ဖွဲ့ရတလဲကုန်းရွာကိုတွားနေခြင်းဖြစ်ပြီးတော့ရန်သူတော်ကြီးဥဝေလာရဲ့အိမ်မှာနေထိုင်တဲ့တငယ်ချင်းဖြစ်သူမောင်ဘိုးထင်ရဲ့အခြေအနေကိုအကျိုးကြောင့်တွားရောက်စုံစမ်းခြင်းဖြစ်တယ်။ပေတူးနဲ့တာအီးကလှဲနောက်မီမှာခြေနှစ်ဖက်ကိုအောက်ချစီပြီး နောက်မှကျန်နေရဲ့ဖုံတထောင်းထောင်းထနေရဲ့လှဲလန်းမြင်ကွင်းကိုကြည်ကပေတူးမစတင်၍စကားဆူလာတော့တယ်။ဘိုးတင်ဘိုးတင်လူရုံးမှဥွေလာနေများပေါင်းရတယ်လို့ကွာ။ငားတင်တော့ဘိုးတင်ရွှေရီမတ်တာဖြစ်လိမ့်မယ်။ตาအေးရဲ့စကားကြောင့်ပေတူးတီတာမကလှဲမောင်းနေရဲ့ตาရားနဲ့ဖိုးထွေးပါစိတ်ဝင်စားသွားပြီးตาအေးကိုလှဲကြည့်လိုက်ကမင်းမြန်လာလေးတယ်။ဘာဖြစ်လို့လဲပြောစမ်းပါဦးကွာ။ဘိုးတင်မလို့ကြောင့်ရွှေမတ်တယ်လို့ပြောပါရလဲ။ ဦးဝေလာကဖိုးသူတော်ကြီးရဲ့ရွှေအိုးရထားတယ်လေဗျာဒီရွှေအိုးရဲ့ရွှေတွေကိုဘိုးတရားလိုချင်တာဖြစ်မှာပေါ့ရွှေရင်ငွေကြီးចောင်းတော့မဟုတ်လာဘူးကဖိုးတွေးရဲ့စကားကြောင့်ကြံတဲ့သူတွေဖိုးတွေးထံအကြည့်ရောက်သွားပြီးတော့ဘာဖြစ်လို့မင်းကအဲ့လိုထင်ရလဲဖိုးတွေးစဉ်းစားကြည့်လေကွာဘိုးတင်သာရွှေရင်ငွေကြီးမှတ်တယ်ဆိုရင်စတယ်ရရွှေငွေကြီးပိုင်မဲ့အခွင့်ရရခဲ့ရပဲလေဒါမှမဟုတ်သူမယူခဲ့ဘူးဦးဝေလာစီကသူတကယ်လိုချင်တာပညာပဲဖြစ်လိမ့်မယ် အဲ့ဒီကောင်ကရွှေထက်ပညာအောင်မတ်တဲ့ကောင်ကွာအဲ့ရလေဟုတ်တာပဲဘာပဲဖြစ်ဖြစ်ကွာဒီကောင်နဲ့တွေ့ရင်တော့အခြေအနေသိရမှာပဲအေးဟုတ်တယ်ပေတူးနဲ့တာအီမင်းတို့တွေစိတ်မတူနဲ့ဩဖိုးထင်းနဲ့တာရကအသက်ကြီးသူတွေပြီးပြီစေတနာတခုကိုခေါင်းအေးအေးနဲ့စဉ်စားတွေးတော့တတ်တယ်ပေတူးနဲ့တာအီကတော့သူရနီယာကိုအဆက်ဖြတ်ပြီးအကျိုးအကြောင်းပဲမပြောဘဲသွားချင်တဲ့နေရာသွားနေရဲ့တငယ်ချင်းဖြစ်သူဘိုးထင်ကိုတိတ်ပြီးမကျေနပ်ကြပဲထို့အကြောင်းကိုသိရကြောင်းလဲ တာယာနဲ့ဘိုးတွေမှထိန်းနေရခြင်းဖြစ်တယ်။ဒါပေမဲ့တာအင်းနဲ့ပေတူကသူတို့ထက်အကြီးဖြစ်သူအကိုနှောင်ရဲ့စကားကိုသိပြီးနားထောင်ခြင်းမမရပေ။ကိုလိုကလန်နဲ့ပြန်ချေပနေသေးရဲ့။ကိုဖိုးတွေနဲ့ကိုသားကခမားတို့ကျုပ်တို့နှစ်ယောက်ကိုတရားချဖို့မစင်စားနဲ့။ကျုပ်တို့ကိုခမားတို့မပြောနဲ့။ရွာဦးကြောင့်ဖုန်းကြီးပြောတာတော့ရခဲ့တဲ့ကောင်းနေမဟုတ်ဘူး။ဟုတ်တယ်။ပေတူးတယ်ဗျ။စိတ်သေးရှိရဲ့အတိုင်းပဲပြောတယ်။စိတ်သေးရှိရဲ့အတိုင်းပဲလုပ်တယ်။ဝေးလေကြောင်ပဲလုပ်မနေဘူး။ ဟန်လုပ်ပြီးလည်းပြောမနေဘူးပေတူးနဲ့တာရီတို့ကနောက်လဲမိမှနောက်ကိုမျက်နှာလဲပြီးခြေရောက်တွဲလောင်းချကပိုတွေနဲ့တာရကိုမကြည့်ပဲစကားဆိုနေခြင်းသာဖြစ်တယ်ထို့အခါဟိန်ကြီးဟန်ကြီးနဲ့အကြီးပြောစကားကိုနားထောင်လို့ခြင်းမရှိရဲ့ငနေသားနှစ်ယောက်ကိုစိတ်မရှိရောတဲ့ဖူထွေရဖုံတူတူလဲလဲတနေရရောက်မှာပေတူးနဲ့တာအေးရဲ့ကြောကိုခြေဖြည့်ကန်လိုက်တော့တယ်တော်သားတွေဖြစ်တယ်လေရတန်မာပြီးဖြက်လက်တဲ့ပေတူးနဲ့တာအေးကဖုံတူတူလဲလဲပေါ့ ဒလေးကောက်ကွေးပြုတ်ကြကဖုံများလူးသွားတော့တယ်အိမ်နောက်သူတို့နှစ်ယောက်ကလှဲလန်းနောက်ကိုပြေးလိုက်လာရင်နဲ့အိမ်နောက်သူတို့နှစ်ယောက်ကလှဲနောက်ကိုပြေးလိုက်လာရင်ဖိုးထွေးနဲ့ตาရကိုမကြင်မနှက်နဲ့စကားဆိုလေတယ်ဟဲ့လူတွေခင်ဗျားတို့ဘာလုပ်တာလဲကျောက်တို့နှစ်ယောက်ကိုဘာလို့ကန်ချရတာလဲမင်းတို့ကောင်တွေတောက်ကြီးတောက်ကျဲပြောနေရငါတို့စကားကိုနားမထောင်ရင်ငါတို့လှဲပေါ်မတက်နဲ့ဟဲ့လူတွေအဲ့လိုမလုံးနဲ့ဖုံနေရပူတယ်ဗျနေပူပူဖုံတစ်ထောင်းထောင်းမှာ တာအီးနဲ့ပေတူတို့ကဖော်အလေးလေးပေချန်နေပြီလဲနာမဒရက်ဆက်ပြေးလိုက်နာနေရဲ့ဒါမဲ့လဲပေါ်ကိုပြင်မတက်ရဲပဲမတင်မတင်တို့လှုပ်တက်တဲ့ဖိုးထွေးမှနောက်တစ်ခါကန်ချမှဆူလို့ဖြစ်တယ်အဲအကြောင်သူတို့နှစ်ယောက်ကလဲပေါ်ကိုကြကြဲမတက်ရဲသေးပဲဖိုးထွေးနဲ့တာယာတို့ရဲ့အခြေအနေကိုကြည့်ပြီးတော့လေးတန်လျှော့ရပြောလာတော့လေကိုဖိုးထွေးဟာခင်ဗျားမပြောနဲ့ဆိုကျုပ်တို့မပြောတော့ပါဘူးဗျဟိတ်ကောင်တောက်ပေါ်တွေမပြောနဲ့မင်းတို့နှစ်ယောက်ကရွာအောင်ကြောင်ဖုန်ကြီးပြောနေတာမရဘူးဆို ရွာဦးကျောင်းဖုန်းကြီးပြောရင်သာမရတာပါကိုပိုးတွင်းနဲ့ကိုသားရပြောရင်တော့ရပါတယ်ဟုတ်တယ်မလားသားအေးဟုတ်ပါတယ်ဗျာလှုပ်ပါကျုပ်တို့လဲပေါ်ပြန်တက်ပြရစီအောက်ကပူလုံးလို့ပါဗျလှဲနာမီကိုလက်လေးရည်နဲ့ကမ်းပြီးတနာစပွဲစကားဆိုနေတဲ့ပေတူးနဲ့သားအေးကိုလှဲပေါ်မှာဖိုးတွင်းနဲ့သားရကတေးသေးချာချာကြည်လာပြီးတော့မင်းတို့နှစ်ကောင်ငါတို့စကားနားထောင်ပါလားနားထောင်ပါမယ်ဗျမင်းတို့သိကြတယ်နော်နေအေးသွားမှဂလန်ကစံလောက်လိုက်နေရင်ကြည်လိုက်အောင်ပါ မလုပ်ပါဘူးဗျာအေးအဲ့ဒါဆိုတက်လှဲပေါ်တက်ခွင့်ပေးလိုက်တာနဲ့တာအင်းနဲ့ဘေတူကခက်မြန်မြန်ပဲလှဲပေါ်တက်လာလေရဲ့အဲ့လိုနဲ့ဖိုးထွေးရိုးတက်တိုက်လဲတလဲကုန်းရွာရှိမောင်ဖိုးထင်စီကိုသွားနေကြပါတော့တယ်ဖိုးထင်ငါ့ကိုအနောင်ထန်းတပင်ကပင့်ထားလို့သွားလိုက်အောင်မယ်ငါပြန်လာမှမင်းရွာကိုပြန်ဖို့ရပါလေဆရာကြီးကြောက်ဘာလို့ထားရမလဲလက်သမားဆရာကိုသားကိုဂရေနေရိုက်ခိုင်းထားတယ်တစ်သွားဝယ်ရင်မင်းလိုက်သွားလိုက်အောင်လိုအပ်တဲ့ငွေကြေးယူသွားအကုန်ရှင်းလိုက်ဟုတ်ကဲ့ဆရာကြီး အေးအေးငါသွားပြီဘိုးတင်ရေတစ်သွားဝဲမှာအရေးကြီးရဲ့ကွတေချာကယူဆိုင်စိတ်ကြပါစရာကြီးကျုပ်ကိုယ်တိုင်လိုက်သွားမှာပါတလဲကုန်းရွာကိုပြန်ရောက်နေပြီဖြစ်တဲ့ဥဝေလာကမောင်ဘိုးတင်ကိုသူ့ရဲ့ရွာကိုချက်ချင်းမပြောင်းစီပဲအရေးကြီးရဲ့လုပ်ငန်းဆောင်တာတွေကိုခိုင်းနေနေတယ်မောင်ဘိုးတင်မှာလဲဘဝတူမိဘမဲ့ကလေးတွေကိုကူညီဆောင်ရှောက်ဖို့အတွက်ကလေးများရိုက်မိပြရာရွာကိုပြန်မှုစိတ်ကူးမရှိသေးပေအဲ့ဒီလိုနဲ့မောင်ဘိုးတင်ကလက်သမားစီယာကိုတောင်းကိုစောင့်ဆိုင်နေစဉ် လက်တစီနဲ့ဖိုးထွေးတို့အဖွဲရောက်ချလာတော့တယ်။မတွေ့ရတာကြားပြီးဖြစ်တဲ့အပေါင်းအသင်းတွေကိုတွေ့လာရတဲ့အခါမောင်ပိုးထီတယောက်ဝမ်းသာအားရနဲ့လှဲရှိရာသွားလိုက်တာ။ဟဲ့လူတွေကြောက်လေရွာကိုလာတော့မလို့ပဲ။အေးမင်းမလာလို့ငါတို့လိုက်လာတာ။မင်းအမပြန်ရောက်နေပြီသွားလိုက်အောင်။သွားမှာပါဗျ။ဒီနေ့တော့သွားလို့မရသေးဘူး။လာလားထိုင်အောင်ဗျ။ဟဲ့ကောင်မင်းမမင်းအမချက်အရေးကြီးတာရှိသေးလား။ဆရာကြီးခိုင်းနာတာတွေရှိသေးလို့ပါဗျ။ ကျုပ်အလုပ်တွေပြီးရသွားမှာပါမောင်ပိုးတင်ရဲ့စကားကြောင့်လှဲပေါ်မှာရှိနေတဲ့ဖိုးထွေးတို့ကမျက်နာမသားမရဖြစ်သွားပြီးတော့မောင်ပိုးတင်ကိုအမြင်မကြည့်ကြတော့ပေထို့ချင်းရာကြောင့်ပေတူးနဲ့တာရီကကြောင်ငေးကြည့်နေတဲ့ဖိုးထွေးနဲ့တာရာကိုမြင်မိလားဒီကောက်တောက်ချိုးကျုပ်ပြောပါတယ်ဒီကောက်တောက်ချိုးပြောင်းနေပါပြီဆိုတာဟုတ်တယ်လူသက်သမားနဲ့ပေါင်းနေကြတဲ့ကဒီကောက်တောက်ကျင့်မကောင်းတော့ဘူးဆိုတာကျုပ်တို့တီးလိုက်တင်တာပေါ့ ဝေလားဆိုတဲ့ခွေးကောင်နောက်လိုက်ထဲကတီးကောင်လဲခွေးပဲပေတူးနဲ့တာအေးမင်းတို့ဘာတွေပြောနေရလဲမင်းတို့ငါ့ဟုတ်ပြောရင်ပြောဆရာကြီးတို့တော့ခုလိုမပြောနဲ့ဘာဆရာကြီးဟုတ်လားခွေးဟိုကြီးကမင်းဆရာဖြစ်သွားပြီလားမေပေါကရပြောတာတွေရက်စံမောင်ဘိုးတီရအကျိုးအကြောင်းကိုရှင်းပြခြင်းမိမဲ့လဲရန်လူနေရဲ့ပေတူးနဲ့တာအီတို့ကြောင့်ကောင်းစွာရှင်းပြဖို့ရအခွင့်မသားတော့ပဲအစိုးဆုံးကသူ့လေးစားတဲ့ဥဝေလာကို မာရိုင်းစွာပြောဆိုနေခြင်းဖြစ်လို့တိမခံနိုင်ပေအဲ့ဒါကြောင့်လေးသက်မမနဲ့ပြန်ပြောမိလိုက်တယ်တို့အခါပေတူးနဲ့တာကြီးကပိုရေးဒေါသထွက်သွားပြီးတော့ဘာလဲမင်းကလူသက်သမားကိုတီးရောမခံနိုင်တော့ဘူးပေါ့ဟဲ့ကောင်လေးမင်းတို့တိုးတိုးပြောလို့မရဘူးလားဘာလို့တိုးတိုးပြောရမှာလဲမင်းရဲ့ဆရာကြီးဖိုးသူတော်ယူတတ်တာမင်းလည်းသိရဲ့ဟဲ့ကောင်မင်းတောက်တန်ကိုတိုးတိုးပြောလို့ရမလားဘာလဲမင်းကရွှေခွဲထန်းထားလို့လားမင်းကိုငါပြောနေရလေအတန်တိုးတိုးပြောလို့ ဟဲ့ကောင်ဖိုးသူတော်ယူတတ်တာဥွေလားကဒါဝမင်းနဲ့တိမောင်ဘိုးတရားအန်ကိုကြိတ်လို့ပေတူးနဲ့တာအီကိုစူးဆိုင်ကြည့်လိုက်ရာသူတို့နှစ်ယောက်ကပျော်လဲစစကားကိုပင်မပြောနိုင်တော့ပဲလယ်ဘေးကိုဖိထားကမျက်လုံးအဝိုင်းသားနဲ့ဖြစ်နေရော်တယ်ထိုချင်းရာကြောင့်ဖိုးတွင်းနဲ့တာယာမှာမျက်လုံးနေပြူးသွားပြီးမောင်ဘိုးထင်ကိုချော့မော်လိုက်တော့တယ်ဘိုးထင်စိတ်လျှော့ပါကမင်းရွာကိုပြန်မလိုက်ချင်ဘူးမလားမလိုက်နဲ့ကွာဒီကောင်တွေတော့အဲ့လိုမလုပ်ပါနဲ့မင်းအပေါင်းသင်းနေပဲလေ ဒီကောင်တွေကဒဇိုထိုးပြောနေတာဟုတ်ဗျ။တေချာမသိသေးတဲ့ကိစ္စတခုကိုခုလိုလွယ်လွယ်ပြောလို့ရမလား။အေးပါကွာ။ငါတို့ပြန်တော့မယ်။မင်းလည်းကြိုက်တယ်လို့သားနေ။ပေတူနဲ့တာကြီးကိုတော့မင်းလှုပ်ထားတာကိုပြန်ပြီးပဲ။ကြုံမလိုက်ချင်လို့ပြောတာမဟုတ်ပါဘူး။ရရဲဘိုးထင်ငါတို့ပြန်မယ်။ဒီကောင်တွေကိုပြန်ကားအောင်လုပ်ပေး။မောင်ဘိုးထင်စိတ်မကောင်းဖြစ်သွားရတယ်။အကြောင်းကတာယာနဲ့ဖိုးထွေးတို့ရဲ့မျက်နှာကအေးဆက်ဆက်ဖြစ်နေပြီးတော့သူ့ဘော်ရင်းဒီရဲ့အရေးအယံတို့မမြင်ရတော့ဘဲ ို့ပေမဲ့ဥဝေလာခိုင်းထားတဲ့ကိစ္စများမှလည်းအရေးကြီးနေတာတကြောင်လက်သမားစီအောင်ကိုတောင်းတဲ့ရောက်နေရတာတကြောင်မို့ဖိုးထွေးတို့ကိုခက်မြန်မြန်ပြီးစကားဆဖြတ်လိုက်တယ်ကိုဖိုးထွေးအဲ့ဒီကောင်နဲ့ဒီဝိုင်းပြင်ရောက်တာနဲ့ပြန်ကောင်းသွားလိုက်မယ်ကြုံနောက်နေ့မှခမရုစီလာခဲ့မယ်ရတယ်မင်းမအောင်မော်လားမလာနဲ့တော့ဖိုးထွေးနဲ့တာယာတို့ကလဲကိုပြန်ခွေပြီးပြန်ရန်ပြင်ဆင်နေတယ်မောင်ဘိုးတရားလည်းလက်သမားစီအောင်ကိုတောင်းကခေါ်နေရမှုတခြားမိသည့်အရာအမှဂယူးဆိုင်မအားတော့ပဲ ်သမားဆီယာနဲ့တစ်သွားဝဲဝူကိုသာပြင်ဆင်လိုက်ပါတော့တယ်။မရိုင်းလိုက်တဲ့ကောင်များခင်ဗျားတို့နှစ်ယောက်ကိုကြုတ်ပြောတယ်မလား။ကြုတ်ကတော့ကြုတ်အိမ်ကိုပြန်တော့မယ်ပေတူ။မင်းနဲ့ငါ့အိမ်ကိုလိုက်ခဲ့။အဲ့ဒီကောင်အိမ်မှာမနေနဲ့တော့။ငါ့မှာလည်းအိမ်ရှိပါလေကွ။မင်းအိမ်မှာမနေချင်ငါ့အိမ်မှာလာနေလေတာအီးပြီးရပဲဒီကဘိုးတင်ရောခွေးရောင်မခေါ်တော့အလက်ကားကလူသက်သမားအပေးကပေတူးနဲ့တာအီးကတလဲကုန်းမှာအပြန့်ခီးမှာ ပေါက်ကွဲနေခြင်းဖြစ်တယ်။သူတို့နှစ်ယောက်ကိုပညာနဲ့စကားမပြောနိုင်အောင်လှုပ်လိုက်ခြင်းကိုသူတို့နှစ်ယောက်ပို့ပြီးဒေါသထွက်နေရတယ်။ငါတို့ကစကားမပြောနိုင်အောင်လှုပ်တယ်။တော်တော်ကောင်းတဲ့ကောင်ပဲ။ရွာပြန်လာရဲ့ပြန်လာကြည့်။တောက်ခွက်ကိုလေးကွာနဲ့တဲ့ပြစ်မှာ။ကောင်းတဲ့ဘေးတူအဲကောင်တောက်ခွက်ကိုငါလည်းပြစ်မှာ။အလုံးကိုမှတဲ့ပြစ်အောင်မှာ။အတော်မကြေမနက်ဖြစ်နေကြတဲ့ပေတူးနဲ့တာကြီးတို့ကိုပိုးထွေးနဲ့တာယာမကြီးကလေးနဲ့တဲ့စကားကိုဆိုလာလေတယ်ပေတူးနဲ့တာကြီး မင်းတို့ကောင်နေစိတ်တူနေရဆိုတာငါသိရဲ့။ငါလဲစိတ်တူတာပဲ။ဒါမဲ့ဒီကောင်ကပညာတတ်တယ်ကွ။အခုမင်းတို့ကိုလောက်တာသာကြည့်ရော့။အဲ့ဒီရောသူ့ကိုငါတို့ယုံလို့မရတော့ဘူး။အဲ့ဒီရောရန်လဲသွားမစားနဲ့။ခေါ်လဲမခေါ်နေတော့ကြားလာ။ဟုတ်တယ်။ဖိုးထွေးပြောတာမှန်တယ်။ဒီကောင်ကစိတ်မချရတော့ဘူး။အရင်တော့ငါတို့ကိုဘာမှမလုပ်ဘူးဆိုပေမဲ့လူသက်တမားနဲ့ပေါင်းနေရောပြောလို့မရတော့ဘူး။အဲ့ဒီရောဘာမှသွားမလုပ်နဲ့။သူ့ဘာသာပဲနေပါစေ။ကြားလာ။အေးဗျာ။ ကျုပ်တို့လည်းသူ့ရွာပြန်လာပြီးနေနေတော့ခက်ကင်းကင်းမဲ့နေတော့မယ်။ကောင်းနေပေသူငါနဲ့ตาရလည်းအဲ့ကောင်နဲ့ကင်းကင်းမဲ့နေတော့မယ်။သူတို့လေရောက်စကားတပြောပြောနဲ့လှဲကိုမောင်းလာရ။ညနေမိုးချုံချိန်မှာပေပင်ရွာကိုပြန်ရောက်တော့တယ်။တနေ့ကောင်ဘာမှမစားမတောင်းနေရတာကြောင့်ရွာပြန်ရောက်မှဘိုက်စာနေရောင်တတိရပြီ။သူတို့ကိုမချင်းမငဲ့ပြောဆိုခဲ့တဲ့မောင်ဘိုးထင်ကိုပို့ပြီးစိတ်နာနေကြတော့တယ်။အိမ်တော်သူတို့လေရောက်ကဥအုပ်ရဲ့နေရေးစီကိုတွားလိုက်ကြတော့တယ်။သူတို့ရောက်သွားတဲ့အခါ ဥုံနဲ့ဆရာသူကအိမ်အောက်မှာမိရဲ့တလုံးထုံးပြီးစကားပြောနေရတွေ့လိုက်တယ်။မင်းတို့ပြန်လာပြီလား။ဘိုးထင်မပါလာဘူးလား။မပါဘူး။ခမရသာတောက်ချိုးပြောင်းသွားပြီ။ဟေးဘလို့ဖြစ်ရလဲ။ဘလို့ဖြစ်ရမှာလဲဗျ။ခမရကောက်ကဟိုလူယုံမာရဲ့လက်ရင်းတစ်ဘက်ဖြစ်နေပြီ။ကျုပ်တို့အဲ့ဒါလာပြောတာ။ဒီကောင်နေဘာဖြစ်လာလဲမသိဘူး။သူတို့ကြည့်ရတာစိတ်တူနေရဲ့ပုံပဲဗျ။ခမရမွေးစားသားနဲ့ပြဿနာတက်ခဲ့ပြီထင်တယ်။အဲ့လိုနဲ့ဥုံနဲ့ ဆရာတို့တို့ကသူတို့ရဲ့ထင်မြင်ချက်တွေကိုဆွေးနွေးကြပါတော့တယ်။မောင်ဘိုးတီတယောက်လက်သမားဆရာကိုတောင်းတဲ့အတူလက်သမားတချို့ကိုခေါ်ပြီးတစ်ဝိုင်းကိုသွားနေကြတယ်။သူဟာဥဝေလာရဲ့ယုံကြည်မှုကိုယှထားတဲ့လက်ရင်းတစ်ပည့်ဖြစ်တော်တော်များများသိနေကြပြီဖြစ်တယ်။ဥဝေလာနဲ့သူ့ရဲ့ကြားမှာရှိတဲ့ကိစ္စတချို့အပြင်သူ့ရဲ့အရင်းနှီးဆုံးသူတွေကိုပဲမပြောပြပေ။ယနေ့လည်းအပေါင်းအသင်းတွေကသူ့ကိုလာခေါ်ပြီးမဲ့လေအရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေရှိနေရမို့လိုက်မသွားပြပေ။နောက်များမှသာ တေချာရှင်းပြမယ်လို့တွေးထားကအခုလုပ်ငန်းဆောင်တာတွေကိုတော့အာယုံစိုက်ထားလိတယ်။ကိုတောင်းကသူ့အလိုရှိရဲ့တေအမျိုးစားတွေကိုလွှာသမားတွေကပြောဆိုနေရတယ်။သူ့လိုချင်တဲ့အတိုင်းအတာများကိုပါပြောပြီးရဲ့အခါလွှာသမားကတန်လျားမှာထိုင်နေရဲ့မောက်ဘိုးထင်ကိုကြည့်ပြီး လေးတန်ခက်တိုးတိုးနဲ့ကိုတောင်းကိုစကားဆူလာတော့တယ်။ကိုတောင်းကိုကောင်လေးကဆရာကြီးဝေလာရဲ့တပည့်မို့လား။အဲဒီကောင်လေးကိုကြည့်ရတာဥတူတူလေးဖြစ်မယ်။ခမရကဂွင်းဖန်လို့ရတာ哦။ဟဲ့လူတောက်ပေါက်ကြရမပြောနဲ့။ ဆရာကြီးဝေလာတော်ရုံတန်ရုံကောင်တပည့်ခေါ်ထားမယ်ထင်နေလားအဲ့ဒါမွေပွေးလေဟာခမရဒုက္ခရောက်သွားလိမ့်မယ်ကိုတောင်းရလေဗျာမဖြစ်နိုင်နာဒီကလေးတတာကောင်လေးကမလုံးနိုင်ပါနဲ့လေဆရာကြီးဝေလာခိုင်းကောက်လို့ခေါ်ထားတာနေမှာကိုဆရာရှောက်ပြုံးနေနဲ့ခမရနဲ့ငွေရေးကြေးရှင်းရမှာတူးဗျဟေးအဲ့ဒီကောင်လေးကအဲ့လောက်တာအခွင့်ရေးရနေရလားတစ်တော်ကျွေးဝိုင်းမှတာဝန်ခံကမောင်ဘိုးထင်ကိုအထင်သေးလို့နေတယ် ထိုးမြတော့ကလေးကဘာလုံးနိုင်မှလဲလို့တင်ပြီးစံသက်ချင်းစိတ်တွေပေါ်လာတော့တယ်။အဲဒါကြောင့်ကိုတောင်းရွေးထားတဲ့တစ်တီကိုလက်သမားတွေကမတင်မီပဲအရဲတောက်တဲ့လက်သမားဆရာကိုတောင်းကိုတစ်တော်ကျိုးဝိုင်းတာဝန်ခံကတောက်ကြစားကြရန်ခေါ်ပြီးတော့တစ်တီကိုမစစ်စေးနိုင်အောင်အကြံဖန်လုပ်လေတယ်။မောင်ဘိုးတင်နဲ့လက်သမားတွေမှာတေးချောင်းနားမလဲကြသူမှုတေဝမလူတွေတင်မီလိုက်တဲ့အတိုင်းသာယူခဲ့ကြတော့တယ်။အဲဒီလိုနဲ့အိမ်ပြန်ရောက်တာနဲ့တစ်တီကိုအိမ်ဝိုင်းထဲမှာခြားကြတယ် မောင်ဘိုးတင်ရတော့လက်သမားဆရာကိုတောင်ရောက်မလာတရားကြောင့်ထားရွေးစောင့်နေတယ်။များမကြတဲ့အချိန်မှာလက်သမားဆရာကိုတောင်ကဆိုင်ဆိုင်မြိုင်မြိုင်ရောက်လာပြီးတော့မောင်ဘိုးတင်ကိုမျက်နှာချူတွေးလိုက်တော့တယ်။ကောင်းလေငါနားမရောက်လာလို့တောင်းမှန်ပါတယ်။ဆရာကြီးကတော့သွားမတိုင်ပါနဲ့ကွာ။မတိုင်ပါဘူးဗျ။တစ်တယ်လေသွားစီကြည့်ဦး။ကျုပ်တို့ကဘာမှသိရမဟုတ်ဘူး။အေးအေးလက်သမားဆရာကိုတောင်ကတစ်ပုံမှာတစ်တီကိုကြည့်ပြီးနောက်တောင်တစ်ခေါက်ခေါက်ဖြစ်လို့နေတယ်။ အဲ့ဒါကြောင့်မောင်ဘိုးတိအနာကိုသွားလိုက်တယ်။ဦးလေးခမရဘာတွေဖြစ်နေရလဲ။ဘာဖြစ်ရမှာလဲ။တို့အသားအနုတွေပေးလိုက်တယ်။ငါရွေးထားတာတွေကိုတင်မပေးလိုက်ဘူး။မှားပြီးတော့များတင်ပေးလိုက်သလားဗျ။တုတ်တို့တွေပြန်ပြောကြတာပေါ့။တုတ်တို့နှစ်ယောက်အရင်သွားမယ်လေ။တစ်တေပြန်တင်ခိုင်းလိုက်မယ်။အေးအေးကောင်းတယ်။မောင်ဘိုးတိကလဲသမားတွေနဲ့အလုသမားတွေကိုတစ်တေကိုပြန်တင်စေပြီးသူနဲ့လဲသမားကိုတောင်းကတော့တေဝိုးရှိရာကိုပြန်သွားလိုက်ကြပါတော့တယ်။ဟုတ်ကဲ့ပါရှင်။ စာရေးသူမောင်တင်ဆန်းရေးသားထားတဲ့အောင်လန်းဘိုးထင်နဲ့တကောက်ကျွဲဆိုတဲ့ဇာလန်အပိုင်းတစ်ကိုတော့ဒီမှာပဲရန်နာခွင့်ပြုပါရှင်ဇာလန်လေးကိုအားပေးခဲ့တဲ့အတွက်လည်းပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်